ရှမ်းပြည်နယ်မြောက်ပိုင်းကလရှုမြို့ပေါ်မှာ MNDAA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့စစ်ကြောင်းတွေဟာနေမြေရှင်းလင်းရေးအတွက်ကင်းလှည့်နေပြီးစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေရဲ့မပါလောင်းတွေကတော့မြို့ပေါ်ကလက်မဘော်ဒီပေါ်မှာပြန့်ကျဲနေကြတယ်လို့ MNDAA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ဇူလိုင်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲလရှုမြို့မှာအခြေစိုက်ထားတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးကို MNDAA ဥဆောင်တဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အကြောင်းကို MNDAA ကတရားဝင်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာပဲလာရှုံမြို့ပေါ်မှာစစ်ကောင်စီတပ်သားတွေဟာဟိုနေရာဒီနေရာဂစင်ကလေးရနဲ့ထွက်ပြေးနေကြတယ်ဆိုပါလေအဲ့ဒီနောက် MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်သားတွေကိုမြို့ပေါ်မှာလိုက်လံဖမ်းဆီးရင်းနဲ့နယ်မြေရှင်းလင်းရေးတွေဇက်တိုက်လှုပ်ဆောင်နေရပြီးလက်ရှိမှာလည်း MNDAA တပ်တွေရဲ့စစ်ကြောင်းတွေဟာလာရှုံမြို့ပေါ်မှာကင်းလှည့်နေသလိုဒီကနေ့ထိလာရှုံမြို့ဒဲမှာထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်သားတွေနဲ့လည်း တချို့နေရာတွေမှာပြစ်ခတ်မှုတချို့ရှိနေသေးတယ်လို့ MNDAA ရဲ့ရှေ့တန်းသတင်းရေးမြစ်ကပြောထားပါတယ်။လက်ရှိအခြေအနေကလာရှုမြို့ထဲမှာ MNDAA နဲ့ပူးပေါင်းတပ်တွေရဲ့စစ်ကြောင်းတွေဟာအကုန်လုံးရောက်နေပြီဖြစ်တယ်လို့ဈေးရုံကြီးဘက်တွေရောဘန်ဘက်တွေမှာပါနေမရှင်းလင်းဓာတ်တွေလုံနေတာဖြစ်တဲ့အတွက်ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့ဆက်ပြီးထွက်ပြေးမနေဘဲအ мян ဆုံးအလံဖြူထောင်လိုက်တာအကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့လိုင်းပေါ်မှာစစ်တပ် lobby တွေရဲ့မြောက်ပေးနေတာတွေကိုနားယောင်ပြီးလိုက်လုနေရင်သိမ့်မဲ့လမ်းပဲရှိတော့ပြီး အခုတော့မြို့ပေါ်ကလမ်းမပေါ်တွေမှာဟိုနေရာတယောက်ဒီနေရာတယောက်သေနေကြတဲ့စစ်သားတွေရဲ့မပါအလောင်းတွေအများကြီးပဲရှိနေပြီဖြစ်တဲ့အတွက် မြို့ပေါ်မှာပတ်ပြင်းနေတဲ့အောက်ခြေစစ်သားတွေဟာလေမြန်မာပြည်သားတွေပဲဖြစ်တာကြောင့်နိုင်ငံသားချင်းချင်းမတက်ချင်းသလိုတော်လိုင်းရေးတက်တွေဟာလေစနစ်ဆိုးကိုတိုက်နေတာဖြစ်တဲ့အတွက်ပတ်ပြင်းနေတဲ့စစ်သားတွေအနေနဲ့အ мян ဆုံးအလံဖြူထောင်ကြဖို့ကိုပဲတည်င်းစကားပါကျင်ပါတယ်လို့ MNDAA ရှေ့တန်း3ရေးမိကရန်ကုန်ခေတ်တိကိုပြောထားပါတယ်လက်ရှိမှာတော့ MNDA တက်တွေဟာလာရှုမြို့ပေါ်မှာရောလာရှုမြို့နယ်အတွင်းမှာပါပြည်သူတွေရဲ့လုံခြုံရေးအတွက်နေမြေရှင်းလင်းရေးတွေကိုအဓိကထားလှုပ်ဆောင်နေပြီမကြခင်တပ်ဆိုင်ရာကနေသတင်းထုတ်ပြန်မှုတွေဇက်တိုက်ထွက်လာပါလိမ့်မယ်လို့လည်း MNDA ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ဂီနီပြည်နယ်မှာအချက်ဖက်စစ်ကောင်စီရဲ့ခမရ၄နှစ်နှစ်ကမိုးပြဲရေကာတာကိုရေရွက်ချက်ရှိရှိဖြန့်ချလိုက်တဲ့အတွက်ရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေပြီး ပြည်သူအယောက်တစ်ထောင်နီးပါးရေဘေးဒဏ်ကြုံတွေ့နေရတယ်လို့မိုးပြေစပေးရှောင်းကော်မတီရဲ့တာဝန်ရှိတဲ့သူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇူလိုင်လ24ရက်နေ့ကစပြီးကင်းနီပြည်နယ်မှာရှိတဲ့မိုးပြေရေကာတာကိုအကြက်ဖက်စက်ကောင်စီကဖွင့်ချလိုက်ပြီးတော့ရေတွေကိုရေရွက်ချက်ရှိရှိလွှတ်ချလိုက်တယ်ဆိုပါတယ်။အဲ့ဒီအတွက်မိုးပြေနဲ့အနီးတစ်ဝိုက်မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေပြီးပြည်သူအယောက်တစ်ထောင်နီးပါးဟာလည်းရေဘေးဒဏ်ကိုကြုံတွေ့နေရသလိုပြည်သူတွေစိုက်ပျိုးထားတဲ့ဆန်စပါးဂင်းတွေလည်းအကုန်လုံးရေလွှမ်းသွားပြီးပျက်စီးဆုံးရှုံးခဲ့ရပြီလို့ မိုးပြေစပေးရှောင်းကော်မတီရဲ့တာဝန်ရှိသူကပြောထားပါတယ်။တစ်ဖက်ကကီနီပီဂျာကလာအုတ်ချုပ်ရေးကောင်စီကလည်းအချက်ဖက်စကောင်စီရဲ့မိုးပြေအခြေဆိုင်ခတ်မရ၄နှစ်နဲ့တက်ကမိုးပြေရီကာတာကိုဖွင့်ချလိုက်တဲ့အတွက်ရေဘေးအန်ရဲ့အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ရပြီးဘလူးချောင်းရေဟာရှစ်ပေအထိမြင့်တက်သွားသလိုဒေသခံတောင်သူလက်သမားတွေနဲ့ပြည်သူတွေလည်းရေဘေးအန်ရဲ့ကြုံတွေ့နေရတဲ့အတွက်လိုက်ကောမြို့နဲ့အနီးတစ်ဝိုက်ဘလူးချောင်းတလျှောက်မှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့လည်းအထူးသတိပြုကြဖို့ကိုလည်းတတိပေးထားပါသေးတယ်ခင်ဗျ ခုတခါကရင်ပြည်နယ်ဘက်မှာတော့တောင်ငူလိတ်တို့လမ်းမိုက်မှာအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ချိန်မုံမှုအတွင်းစေကောင်စီတပ်သားအယောက်20ကျော်ဟာအသီးသီးသေကုန်ကြတဲ့အပြင်ခလာရ604တပ်ကစစ်သား2ဦးကိုလည်းလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့တန်တောင် PDF တပ်ဖွဲ့စီကနေသိရပါတယ်ဇူလိုင်လ22ရက်နေ့ကပဲလိတ်တို့မြို့ကနေတောင်ငူဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လိုင်းပူပေါင်းတပ်တွေကတောင်ကူလိတ်တိုလမ်းပိုင်းတနီယာအရောက်မှာကြားပြတ်တိုက်ခိုက်ချိန်မုံခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်ကမိုင်းမီတဲ့သူတွေရော့ပစ်ခတ်မှုအတွင်မှာပါစစ်ကောင်စီတပ်သားအယောက်20ကျော်ဟာအသီးသီးတိတ်ကုန်ကြတဲ့အပြင်ခလာရ604တပ်ကစစ်သား2ဦးကိုလည်းလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့တန်တောင် PDF တပ်ဖွဲ့စီကနေသိရပါတယ်ခင်ဗျာ။ဒီတခါစကိုင်းတိုင်းဘက်မှာလေကြောင်မြောင်မြို့မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီတပ်ရဲ့ ခမရစနစ်တရင်အတွင်းနဲ့ခြေလင်းစစ်ကြောင်းကိုတော်လန်ရေးတပ်တွေက drone နဲ့ဘုံကျဲတက်ခိုင်းမှုအတွင်းစေကောင်စီတပ်သားခေါနဲ့ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့နေစီမချရွှေဘိုသားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။စော်လန်လ22ရက်နေ့ကပဲစကိုင်းတိုင်းကြောင်မြောင်းမြို့ကအကြပ်ဖက်စစ်ကောင်စီရဲ့ခမရစတင်တရင်တက်ကိုတော်လန်ရေးတပ်တွေက drone နဲ့ဘုံသီးဆယ်လုံးကျဲချတက်ခတ်ခဲ့တဲ့အပြင်ရွှေဘိုကြောင်မြောင်းလမ်းမိုက်ကိုရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုပါ တော်လိုင်းရဲ့တပ်တွေက drone နဲ့ပုံသီးတွေဇက်တိုက်ကျဲချတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားစုစုပေါင်း9ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့နေစီမချရွှေဘူသားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါလိမ့်ခင်ဗျာအခုတခါရခိုင်ပြည်နယ်ဘက်မှာတော့တန်တွဲ ጓ နဲ့တောင်ကုန်းမြို့နယ်တွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် လက်ရှိတောင်ကုန်းမြို့နယ်မှာဆိုရင်ရေကြီးနေတဲ့အတွက်နေအိမ်တွေလည်းတော်တော်များများရေမြုပ်နေကြပြီးလူတွေကတော့အဆောက်အဦအမြင့်တွေနဲ့တောင်ကုန်းဘော်ဒီမှာတိမ်းရှောင်နေရတယ်လို့တောင်ကုန်းဒေသခံတဦးကပြောထားပါတယ်။အလားတူတန်တွဲမြို့နယ်မှာလည်းမိုးတွေဇက်တိုက်ရွာနေတဲ့အတွက်မြို့ပေါ်ရက်ွက်တွေအားလုံးရေကြီးနေပြီးစစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေလည်းအခက်အခဲတွေဖြစ်နေတယ်ဆိုပါတယ်။လက်ရှိမှာတော့ကူညီကြစေရဲတွေကိုလည်းဒေသခံတွေကိုယ်တိုင်ပဲအချင်းချင်းအပြန်အလှန်ကူညီမှုတွေဆောင်ရွက်ပေးနေကြတယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ရခိုင်ပြည်သူဒေသခံတွေဟာစည်ရင်းနဲ့အတူရေဘေးကိုပါတပြိုင်တည်းရင်ဆိုင်နေရပြီးအခုညီတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မကွေးတိုင်းထီလင်းမြို့နယ်မှာရှိတဲ့တန်ကားဒေါ်တွေကဖုံးကြီးတက်တဲ့အကျန်းဖတ်စစ်ကောင်စီကိုပတနိတ်ကိုစနာကန်ဆောင်တပိတ်မှောက်လိုက်ကြပြီးအကျန်းဖတ်စစ်ကောင်စီကိုကန်ဆောင်တပိတ်မှောက်တဲ့မြို့နယ်23ခုအထိရှိလာပြီလို့သိရပါတယ်အကျန်းဖတ်စစ်ကောင်စီကနိုင်ငံတော်တန်ကားမဟာနိုင်ငံကအဖွဲ့ဝင်ဝင်းနေမိတာယုံဆရာတော်ကိုပြစ်တက်လိုက်ပြီးတဲ့နောက်မှာပဲ။ စစ်ကောင်စီကိုအဆက်ဆံမလုပ်ဖို့ပဋိနိတ်ကိုစနကန်ဆောင်တဲ့ပိတ်မှောက်ခဲ့ကြတဲ့တန်ဃာဒေါ်တွေရဲ့မြို့နယ်ပေါင်းဟာတဖြည်းဖြည်းမြင့်တက်လာပြီဒီကနေ့ဇွန်လ26ရက်နေ့မှာပဲထီလင်းမြို့နယ်ကတန်ဃာဒေါ်တွေပါထပ်မံပါဝင်လာတာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့ဖုံကြီးတတ်တဲ့အကျန်းဖက်စစ်အုပ်စုကိုစန့်ကျင်ပြီးစစ်ကောင်စီကိုတန်ဃာဒုကအဆက်ဆံမပြုတ်လုပ်ဖို့ပဋိနိတ်ကိုစနကန်ဆောင်တဲ့ပိတ်မှောက်တဲ့မြို့နယ်ပေါင်းဟာ23ခုအထိရှိလာပြီလို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ